မိသားစုလိုက်တော်ခိုခဲ့တဲ့ဘုံမှုချုပ်ကျော်စောဘုံမှုချုပ်ဟောင်းကျော်စောလို့လူတီများတဲ့ရဲဘော်၃ချုပ်ဝင်ဘူကျော်စောနှစ်တရာပြည့်ချင်းရောက်ခဲ့ပေမဲ့သူ့အထိတ်မှခန်းသားတွေမြန်မာနိုင်ငံမှာကြဲကြဲပြတ်ပြတ်မကျင်းပါတာကိုတွေ့ရပါတယ်သူ့ဇာတိ30မျိုးကသူတက်ခဲ့တဲ့အထက်ကြားမှာတော့ဘူကျော်စောဆောင်ဆိုပြီးစာတင်ဆောင်ကို သူ့ဆွေမျိုးတစ်ယောက်ကဆောက်လုပ်လှူဒန်းပြီးသူ့အထိတ်မှကျေးရုပ်တခု ရှားပြည့်မှာဖွင့်ဖို့ရှိတယ်လို့လည်းသိရပါတယ်။ဗီဒီယိုဇောကိုရဲဘော်၃ချုပ်ဝင် ဖြစ်တဲ့အပြင်ဗမာပြည်ကွန်မြူနတီပါတီရှိရာတရုတ်နယ်စပ်ကိုတောက်ခုတ်သွားခဲ့လို့လည်းသူ့အကြောင်းကိုလူတီများပါတယ်။လွတ်လပ်ရေးရစ1950ကျော်မှာတရုတ်ဖြူတက်တွေရှမ်းပြည်ကိုဝင်ရောက်ကျူးကျော်ချိန်မှာခေါင်းဆောင်တိုက်ထုတ်ခဲ့သူအဖြစ်လဲတချင်ကထင်ရှားခဲ့ပါတယ်။နောက်ဆုံးသူမကွဲလွန်မီမှာရှေရဂွန်ဖျားဖူးလိုကြောင်းစာနာပြုခဲ့တဲ့အတွက် မြန်မာမီဒီယာတွေမှာအထူးတလဲဖော်ပြခဲ့ကြပါတယ်။ဘူကျော်စိုးရဲ့ထူးခြားချက်တစ်ခုကတော့မိသားစုကိုခေါ်ပြီးတောက်ခိုသွားတဲ့ကိစ္စပါ။1960နဲ့အာနာတိုင်းမြောက်ပိုင်းဦးနှုတ်တဘုံထားမှုနဲ့ဆက်ဆက်ပြီးဘူလက်ကြာနဲ့တားဖြစ်သူတောက်ခိုသွားပြီးတဲ့နောက်မိသားစုနဲ့တောက်ခိုတဲ့အထက်မှာဘူကျော်စိုးဖြစ်ရက်ကထူးခြားပါတယ်။သူကိုယ်တိုင်တမရနဲ့တမီးကိုခေါ်ပြီး1986ခုနှစ်ကတောက်ခိုသွားတဲ့အပြင် ဇနီးနဲ့တူဖြစ်တူပါလင်းနစ်ကြာပြီးတဲ့နောက်သူ့နောက်လိုက်လာခဲ့တာပါ1952ခုနှစ်ကလေးကတော့ခုဘူးဘူဂျော်စောကြံစီခဲ့ပြီမဲ့ဘဂဗခေါင်းဆောင်တခင်တန်းထွန်းကသူ့ကိုတက်ထဲမှာပဲဆက်နေဖို့အကြံပေးတဲ့အတွက်မခုဖြစ်ခဲ့ပါဘူး1955အာမာကစစ်စင်ရေးမှာသူနဲ့တခင်တန်းထွန်းအဆက်အသွယ်လုပ်တယ်ဆိုတော့စာရက်စာရမ်းတွေမိတယ်ဆိုပြီးသူ့ကိုတက်ကထုတ်ပယ်တဲ့ကိစ္စဖြစ်ပါတယ် တကယ်ကဘိုးကျော်စောကိုဒုတိယစစ်ဦးစီးချုပ်တင်မှု1956ခုနှစ်တမုံများမီလာကံမှာတောင်းဆိုတာတွေဖြစ်လာလို့ကနန်းကရန်ဖယ်ရှားဖို့ပြင်ဆင်တာလို့တူတမီဒေါက်တာလှကျော်စောကပြောပါတယ်။အင်းစိန်တိုက်ပွဲနဲ့တရုတ်ဖြူကျူးကျော်မှုတိုက်ထုတ်ရေးမှာထင်ရှားခဲ့တဲ့ဘိုးကျော်စောကိုဒုတိယစစ်ဦးစီးချုပ်တင်မှုတပ်မိုးတွေကသဘောကျတောင်းဆိုလာတဲ့အတွက်အဲ့ဒီယာရုနေရာကိုမှန်းထားတဲ့ဆိုရှယ်လစ်ပါတီကဘုံမူကြီးအောင်ကြီးနဲ့ တခြားတပ်မိုးတွေကဗိုလ်ချုပ်စိုးကိုထုတ်ပယ်ဖို့ကြိုးစားတာလို့လည်းသိရပါဗျ။အစကဲကကွန်မြူနစ်လူမှန်းသိလို့သူ့ကိုအကွက်ရှာတေရန်ပေးပြီးနောက်မှာလူငင်းချမ်းသာခွင့်ပေးဖို့စီစဉ်ခဲ့ကြတယ်လို့လည်းဆိုပါတယ်။1946ခုနှစ်မှာဗိုလ်ချုပ်စမစ်ဒွန်တက်ကထွက်ရလို့ဗိုလ်ချုပ်နေဝင်ဦးစီးချုပ်ဖြစ်ကလေးကလက်လက်နေတဲ့ဒုချုပ်နေရာကိုရဖို့လိုလားတဲ့အနာရဆိုရှယ်လစ်ပါတီဝင်တပ်မိုးတချို့က ဗိုလ်ချုပ်စိုးကိုဖယ်ရှားဖို့စီစဉ်ခဲ့ကြရမှာတမူးညီလာခံကိစ္စပေါ်လာလို့မခိုင်လုံတဲ့တက်တွေတွေနဲ့တက်ကထုတ်လိုက်တာလို့လဲဒေါက်တာလှကျော်စိုးကဆိုပါတယ်1948ခုနှစ်လွတ်လပ်ရေးရစကတက်ကို ပုံကံမှုနဲ့နိုင်ငံတော်တစ္ဆာဖောက်မှုဆိုပြီးတည်ရန်ပေးခဲ့ရတဲ့ဗိုလ်အေးဖေလိုစစ်ဘိုလ်ရရှိခဲ့ပြီးအဲ့ဒီအချိန်မှာတော့ခုသွားတဲ့ရဲတော်၃ချုပ်ဝင်ဗိုလ်ရဲထွတ် 1963ခုနှစ်မှာအလင်းပြောင်းဝင်လာတဲ့အခါမှာတော့တက်ကအရေးယူတာမရှိခဲ့ပါဘူး။ဒါကြောင့်နောက်ထပ်အရေးယူတာတွေမဖြစ်ဘဲတက်ကပင်စင်နဲ့ထွက်ခဲ့ရပါတယ်။ဒါပေမဲ့စမ်းကြောင်းစီစုံလမ်းမှာနေတဲ့မော်အိမ်လေးပတ်လည်မှာစစ်ထက်လမ်းရေးတွေဝိုင်းနေသလိုဘူကျော်စောပျောက်သွားတာနဲ့ထောက်လမ်းရေးတွေလိုက်ရှာကြတယ်လို့လည်းသိရပါဗျ။ဆွေမျိုးတွေကတောင်ထောက်လမ်းရေးလုပ်သူရှိသလိုအိမ်ကူမထားရဲပဲ မိခင်တယောက်တည်းကအင်္ဂိစတွေစီမံခဲ့ရတယ်လို့လဲဒေါက်တာလှကျော်စောကပြောပါတယ်။တက်ကအနားယူထားတဲ့ဘူကျော်စောကပါရမီတွေကို နိုင်ငံရင်းနဲ့ပတ်သက်ပြီးတင်ပြပေးတတ်တယ်လို့လဲဆိုပါတယ်။ဘယ်လိုလိုကိုယုံကြည်ထိုက်တယ်လဲဆိုတာကအစားအပြင်မှာ နိုင်ငံရေးကိစ္စမပြောဖို့အထိတင်ကြားပေးတာပါ။ဒါပေမဲ့အိမ်မှာဝင်ထွက်နေတဲ့နိုင်ငံရေးသမားတွေနဲ့ကျောင်းသားတွေ7 July နဲ့ဖြုတ်ထုတ်တက်မှာပါသွားတယ် ဈာနာတွေရဲ့မိဘဆွေမျိုးတွေပြောဆိုတာတွေကိုတော့ထမင်းစာခန်းထဲမှာ စာကြက်ရတဲ့တူတာတမီတွေကြားခဲ့ရပါတယ်ဒီထက်မှာလေရီဘူအုံးမောင်ဗမော်တင်အောင် ပြည်ရဲဘော်ခေါင်းဆောင်ဘူအောင်နိုင်စတဲ့လေးစားစရာနိုင်ငံရေးသမားကြီးတွေကိုတွေ့ခဲ့ရပြီးသူတို့စီကတင်ယူခဲ့ရတယ်လို့လည်းဒေါက်တာလှကျော်စောကဆိုပါတယ်တခင်ကိုရမန်းကျမ်းမာရေးချုံရင်းလာပြီးနောက်ပိုင်းဘူကျော်စောအိမ်မှာညီငယ်ရဲ့အစည်းအဝေးတွေပြောင်းရွှေ့ကျင်းပရာမှာ ဒီလိုပုံကိုယ်တွေကိုတွေ့ခဲ့ရတာဖြစ်ပါတယ်။ဘုံမကြီးကြည်မောင်နဲ့မြက်ထန်စတဲ့တက်ကထွက်ရတဲ့အခြားတပ်မျိုးတွေလည်းသူ့အိမ်ကိုဝင်ထွက်လို့ရှိပါတယ်။ဘူဂျော်စောလိုပဲတက်ကထွက်ရပြီးနောက်စားကြည့်ခံရတဲ့ဘုံမကြီးဟောင်းကြည်မောင်ဟာသူ့အိမ်ရှေ့မှာစောင့်နေတဲ့ထောင်လန်ကြီးကားကိုခေါ်ပြီးဘူဂျော်စောအိမ်ကိုလာလည်ခဲ့ပူးပါတယ်။1962စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းနိုင်ငံရေးဖမ်းဆီးမှုတွေ ပိုဖြစ်လာပြီးတဲ့နောက် ကိုကျော်စောဟာမိသားစုကိုပို့ပြီးဂရုစိုက်ကြဖို့တတိပေးခဲ့ပါတယ်။အောင်ကျော်စောနဲ့ကျော်စောဦးဆိုတဲ့တားမရောက်ဟာနိုင်ငံရေးနဲ့ပတ်သက်နေမှန်းတိပေမဲ့သမီးဖြစ်သူကိုတော့ဟိုကောင်နှစ်ကောင်နဲ့နိုင်ငံရေးစကားမပြောနဲ့လို့တားမြစ်ခဲ့တာပါ။ဒီလိုသတိထားတဲ့ကြားကစာရေးစရာ တခင်မြတ်တမ်းနာရေးမှာကွန်မြူနစ်ပါတီအလံလွှမ်းတာမျိုးကြီးဖြစ်လာတဲ့အတွက်ဇာပနကော်မတီမှာပါခဲ့တဲ့တားမရောက်ကိုဖမ်းဆီးမှာစိုးရိမ်လာရပါတယ်။သူတို့က တော်တဲ့ဆုတ်ခဲ့ဖို့လဲဘကပဘကညွန်ကြားနေပါပြီဒါပေမဲ့သူတို့တွားပါမယ်လို့ဖခင်ဖြစ်သူကိုကျော်စောဦးကပြောနေချိန်မှာဘူကျော်စောကသူ့ပါလိုက်မယ်လို့ဆိုပါတယ်ဘူကျော်စောမိသားစုတော့ခုမှုအရင်1960ကျော်ကလေးကဘုလက်ကြာနဲ့တူတာအောင်လက်ကြာတို့တော့ခုပြီးထိုင်းနယ်ဆက်တော်တွင်းမှာလှုပ်ကြံခံခဲ့ရသလိုဘေဟနာရဲ့အမွာသားနှစ်ယောက်လည်းဦးလို့တဘုံထွားမှုအတွင်းတော်တွင်းမှာကြာဆုံးခဲ့ပါတယ်နောက် ရဲဘော်၃ချုပ်ကိုဘူအောင်စန်းနဲ့အတူဂျပန်မှာစတင်ခဲ့တဲ့ဘူရန်အောင်ပားမဲ့တူအလုံးလဲပကိုးရုံးမှဘက်ကပတော်အတွင်းမှာကြာဆုံးတက်ဖြတ်ခံခဲ့ရပါတယ်။ဒီလိုကြမ်းတမ်းမှုတွေရှိခဲ့တဲ့အတွက်မိသားစုတော်ခုရေးကိုအတော်စဉ်းစားခဲ့ရပါတယ်။1986ခုနှစ်မှာဘူဂျော်ဇောဟာ58နှစ်ရှိနေပြီးတမီးဖြစ်သူကလည်းစစ်တပ်ကရုမှာစေပညာမဟာသိပ္ပံဘွဲ့ယူဖို့ပြင်နေတာဖြစ်ပါတယ်။နောက်ကျော်ဇောဦးကလည်း ိမ်အောင်ကြပြီးတတယောက်ရနေပြီ ဖြစ်ပါတယ်။ဒါအပြင်ဘူကျော်စောဟာစမ်းချောင်းမြောင်းမြလမ်းမှာပဲအင်ကြီးတလုံးကို ရှိတဲ့အတွင်းပစ္စည်းတွေထုခွဲဝယ်ခဲ့တဲ့အတွက်ဥနေဝင်အစိုးရဘက်ကဒီလိုတောက်ခုမယ်လို့မျှော်လင့်မထားကြောင်းလဲဒေါက်တာလှကျော်စောကပြောပါတယ်။ဒီအင်ကြီးကကြီးတဲ့အတွက်ထောင်လန်းကြီးကချောင်းမြောင်းနားထောင်လို့မလွယ်လို့ကျော်စောဦးကလည်းချောင်းမြောင်းမှာတိရက်နေတဲ့အတွက်သူ့အရင်ထွက်သွားတာကိုအစိုးရကမသိလိုက်တာဖြစ်ပါတယ်။ ဒါကြောင့်မြေသွင်းကြော်စောရဲ့တနည်းပြည့်မွေးနေ့လို့ဖို့စီစဉ်နေတဲ့ဆိုပြီးအယောင်ပြကပိုးကြော်စောစနီတမီစမ်းကြော်စောမိသားစုနဲ့ချွေးမမြေတို့ကလွဲပြီးကျန်တဲ့မိသားစုတွေတောခုခဲ့ကြတာဖြစ်ပါတယ်။တောမခုပဲကြံနေရင်မဖမ်းလောက်ဘူးလို့ယူဆရတဲ့လူတွေကိုပဲခြံထားခဲ့တာဖြစ်ပါတယ်။တောခုချိန်မှာဗိုလ်ကြီးအွန်ကျော်မြင့်ရဲ့အာနာတိန်ရန်ကြံစီမှုနဲ့တိုက်ဆိုင်နေလို့ထောင်လန်းရေးတွေအလုရှုပ်နေတဲ့အတွက် သူတို့ထွက်သွားတာလည်းမတိလိုက်တာ ဖြစ်ပါတယ်တော်တော်ရောက်တဲ့အခါမှာလည်းအဆင်မပြေမှုတွေရင်ဆိုင်ရပါတယ်မြို့ပေါ်မှာကြံခဲ့တဲ့မိသားစုအတွက်စိတ်ပူရတာနဲ့စိတ်မကောင်းဖြစ်တာတွေရှိသလိုနေမြစ်တက်မှာရင်ဆိုင်ရတဲ့အခက်အခဲတွေလည်းရှိပါတယ်အဲ့ဒီအချိန်ကတရုတ်ပြည်ရင်ကျဲမှုတော်လှန်ရေးအရှင်က နေဆက်မှာရိုက်ခတ်ဆဲရှိတဲ့အတွက်ပညာရက်တွေအပေါ်အမြင့်သိမ်းဆောင်းတာတွေရှိခဲ့ပါတယ်ဒါကိုဆရာဝန်တယောက်ဖြစ်တဲ့ ဒေါက်တာလှကျော်စောကြုံခဲ့ရပါတယ်။မြန်မာပြည်မှာကုသရောဂါထိန်းချုပ်ရေးအတွက်ကုလသမဂ္ဂကငွေတွေပုံပေးတာတောင် မပြောင်းနိုင်တဲ့အနေအထားဖြစ်တာမို့ပြည်လောင်ရဲဝင်ပါခဲ့တာလို့လည်းဒေါက်တာလှကျော်စောကပြောပါတယ်။လက်မြောက်နယ်မြေမှာ တွေ့ရတဲ့ရှမ်းဝကုကံပအိုးစတဲ့လူမျိုးစုတပ်ဖွဲ့ဝင်တွေပြောပြကြတဲ့အစိုးရတပ်ရဲ့ဖိနှိပ်မှုတွေကိုတိလာရတဲ့အခါသူတို့မိသားစုကြုံရတာစာမဖွဲ့လောက်ဘူးဆိုပြီး လက်ခံလာတဲ့အတွက်တော်လန်ရေးမှာစက်ပါဝင်ခဲ့တာပါ။ဘဂဗထိန်ချုပ်ဒေတာမှာပဲကိုတက်ခိုင်းဆိုသူပါတီဝင်တယောက်နဲ့ဒေါက်တာလှကျော်စောလက်ထက်ခဲ့ပါတယ်။မြောက်ယူကြီးအဖြစ်ပြည်မကိုဆင်းလေရှိတဲ့ကိုတက်ခိုင်းဟာ1988မှာလဲသူတာဝန်ကျတဲ့မန္တလေးဘက်ကိုဆင်းသွားရာကအနည်း20နီးပါးဖမ်းဆီးခံခဲ့ရပြီးပြန်လည်လာပြီးနောက်မှာလဲမန္တလေးမြို့မှာနေထိုင်လျက်ရှိပါတယ်။သူသွားမယ်ဆိုတဲ့အချိန်က သူ့ကိုပြည်တွင်းမှာဘူကျော်စောတမန်လို့ပေါက်ကြားနေပြီဖြစ်လို့သူ့လုံခြုံရေးအတွက်တခြားလူကိုလှုပ်ဖို့ပါတီတွေကတောင်းဆိုတာတွေရှိပေမဲ့ကိုတက်ခိုင်ကိုရိုင်းစန္ဒပြပြီးတွားခဲ့တာလို့ဒေါက်တာလှကျော်စောကပြောပါတယ်။တော်လိုင်းရဲဝင်လာကြတဲ့ကမိသားစုဝင်တွေအဖမ်းခံရတာတွေကြုံလာရင်သူတို့ကိုကယ်ဖို့မစင်စားပဲကိုအတက်ကိုယ်ကလွတ်အောင်ပြေးဖို့ဖခင်ဖြစ်သူဘူကျော်စောကတတိပေးခဲ့ဘူးတယ်လို့လည်းသိရပါတယ်။ဘူကျော်စောဇနီးနဲ့အတူ တော်တော်လိုက်လာတဲ့သူရဲတော်ထွန်းမြက်လဲ1988အောင်ကျွမ်းမှုအပြီးမှာပါတီတာဝန်နဲ့သွားရင်ပျောက်ဆုံးသွားခဲ့ပါတယ်တော်တော်ရဆာကမြောက်တော်လန်ရေးသားရင်ကြာဆုံးခဲ့တဲ့ဘဂဗရဲဘော်တွေရဲ့မိသားစုတွေကိုတွေ့တဲ့အခါတိုင်းငါလည်းတနေ့ဒါမျိုးကြုံရနိုင်တယ်လို့ဒေါက်တာလှကျော်စောတွေးကြပြုပါတယ်အနည်း30ကျော်ကွဲကွာသွားတဲ့သူတို့ဇနီးမောင်နှံတယောက်ပြန်သေးဖို့လမ်းစာကလည်းမရှိသေးပါဘူး1988အရေးခင်းနောက်ပိုင်း ရန်ကုန်မှာကြံခဲ့တဲ့စီးပွားရေးတက်ကြိုဆရာမဒေါ်စန်းကျော်စောအဖမ်းခံခဲ့ရပါတယ်။ဗိုလ်ချုပ်အောင်ဆန်းကတော့ဒေါက်ခင်ကြီးစီကိုကွန်မြူနတီပါတီကပေးတဲ့စာကိုပို့မှုနဲ့ဖမ်းဆီးခဲ့တယ်လို့ပြောဆိုမှုတွေရှိခဲ့ပေမဲ့တကယ်ကတဲထဲမှာစားဝတ်နေရအဆင်မပြေတဲ့အမေဖြစ်သူကသူ့အတွင်းပစ္စည်းတချို့ကိုပို့ပို့လို့ပြောလို့ကွန်မြူနတီခေါင်းဆောင်ဟောင်းတခင်စင်ရဲ့ဇနီးဒေါ်ကြည်ကြည်ကတဆင့်ပို့ခဲ့တာ ဖြစ်ပါတယ်။တိရွတ်ဒေါ်စန်းကျော်စောနဲ့ ဒေါ်ကြည်ကြည်ဖမ်းဆီးခံခဲ့ရပြီးပြန်လည်လာချိန်မှာတော့ဒေါ်စန်းကျော်စောမိသားစုဩစတြေးလျကိုထွက်သွားခဲ့ပါတယ်။ကျမအဖေနဲ့အမေကငပိစားပြီးကျမကိုပညာသင်ပေးခဲ့တာ။ပဲရဲမှာဆင်းရဲနေတယ်ဆိုပြီးလှမ်းတောင်းတော့သူတို့ပစ္စည်းသူတို့တောင်းတာကျမကမပေးလို့ပဲဖြစ်မလဲလို့စစ်ဆေးတဲ့ထောက်လန်းရေးကိုဒေါ်စန်းကျော်စောကပြောခဲ့တယ်လို့လည်းအမဖြစ်သူဒေါက်တာလှကျော်စောကပြောပါရတယ်။အဲ့ဒီအချိန်ကဘူကျော်စော အစာရင်ပေါက်ပြီး အသက်လူကယ်ထားခဲ့ရမှာပြန်လဲကျမ်းမာရေးအတွက်ငွေလိုလို့ဇနီးဖြစ်သူကရန်ကုန်ကသမီးစီကိုတောင်းခဲ့ပုံရပါတယ်1989ခုနှစ်မှာကွန်မြူနစ်ပါတီပြိုကွဲပြီးတဲ့နောက်ဘူကျော်စောမိသားစုလည်းထပ်ပြီးတကွဲတပြားဖြစ်ခဲ့ပါတယ်ဘူကျော်စောနဲ့ဇနီးသမီးတို့ကိုတရုတ်အစိုးရကယူနန်ပြည်နယ်မြို့တော်ကိုမင်မှာနေခွင့်ပြုခဲ့ပြီးတားမယောက်ကတော့နေဆက်မှာနေကြပါတယ် ဒါပေမဲ့မိဘတွေနေမကောင်းရင်တော့တားတွေလာပြီးပြုစုကြပါတယ်။ဒီလိုနဲ့အတက်60ကျော်မှာဘူကျော်စောကွယ်လွန်ခဲ့ပါတယ်။မစွန်ခင်မှာဇနီးရဲ့ကွယ်လွန်တာကိုသိပေမဲ့အဝေးမှာနေတဲ့တားကျော်စောဦး2005ခုနှစ်ကစုံးတာကိုတော့ပေးမတိခဲ့ဘူးလို့တမီးဖြစ်သူကပြောပါတယ်။ဒါပေမဲ့ကျော်စောဦးရဲ့တားဖြစ်သူလာတဲ့အခါမြင့်ဖြစ်စီရောက်ခဲ့လားလို့အဘိုးကမေးသလားလို့အတော်ကမေးကြည့်ရမှာတော့မမေးတော့ကြောင်းပြောပါတယ်။ ဘိုကျော်စောဟာတူတာဆုံးတာကိုတနင်းနည်းနဲ့တည်သွားခဲ့ပုံပေါ်ပါတယ်။မကွယ်လွန်ငင်ဥသိန်းစိန်ခေနိုင်ငံရေးအပြောင်းလဲမှာပြန်သားသူတချို့ကဘိုကျော်စောကိုပြန်လာအောင်ဖိဖို့အစိုးရကိုတိုက်တွန်းတာတွေလည်းရှိခဲ့ပါတယ်။အဲ့ဒီတရင်တွေကိုသမီးဖြစ်သူကပြန်ပြောပြပြီးဖခင်ကိုမြန်မာပြည်ရောက်ရင်ဘာလုပ်မလဲလို့မေးတဲ့အခါမှာရှေကွန်ဖျားတတ်ဖူးမယ်လို့ဘူကျော်စောကပြောပါတယ်။ နောက်ဒီတရင်ကိုကြားရတဲ့ဦးသိန်းစိန်အစိုးရတဲ့ကဝန်ကြီးဦးအောင်မင်းကဒေါက်တာလှကျော်စိုးကို ဖုံးဆက်ပြီးပြန်လာဖို့ဖိတ်ခဲ့တယ်လို့ကျမ်းမာရေးအတွက်ဘာအကူအညီလိုတယ်လဲမေးပါတယ်။ဘူကျော်စိုးကွယ်လွန်ပြီးနောက်မှာလည်းပြန်လာလို့ကပြန်လာဖို့ဦးအောင်မင်းကဒေါက်တာလှကျော်စိုးကိုဆက်ပြီးဖိတ်ခေါ်ခဲ့ပါတယ်။ဒါပေမဲ့ဦးအောင်မင်းကမ်းလှမ်းမှုမှာလည်းနှစ်ပတ်လောက်နေဖို့ကမ်းလှမ်းတာမျိုးလို့ကြားရကြောင်းမိသားစုဘက်ကပြောပါတယ်။ တို့ယုံကြည်ရာကွန်မြူနီဝါရကိုမြန်မာပြည်မှာလွတ်လွတ်လပ်လပ်ပြောဆိုစည်းရုံးလို့မရတဲ့အနေအထားမျိုးကွန်မြူနီပါတီကိုနိုင်ငံရဲ့စည်းရင်းကမဖြတ်သေးတဲ့အချိန်မျိုးမှာလည်းပြန်လို့တဲ့ဆန္ဒမရှိကြပါဘူးလက်ရှိအစိုးရလက်ထက်မှာတော့ထပ်မံကန့်ကန့်မှုမရှိဘူးလို့ဆိုပါတယ်တိရရင်ကလည်းအလားတူစကားမျိုးကိုစစ်အစိုးရခေါင်းဆောင်တွေတဲ့ကဗိုလ်ချုပ်မှုကြီးတန်းရွှေဗိုလ်ချုပ်ကြီးခင်ညွန့်တို့ဘက်ကကန့်ကန့်နာတွေရှိခဲ့တယ်လို့လည်းဒေါက်တာလှကျော်စောကပြောပါတယ် ဒါပေမဲ့တိုက်ရိုက်ကမ်းလှမ်းတာမျိုးမဟုတ်ပဲပြည်ပရောက်မြန်မာတချို့ကတစင်မြန်မာပြည်အတွင်းပြောင်းလဲမှုတွေလာကြည့်ဖို့ကမ်းလှမ်းတာမျိုးဖြစ်ပါတယ်။လက်စင်ပါတီအစိုးရခက်မှာအဖမ်းခံရမှာဆိုလို့တော်လရင်နယ်မြေမှာတည်တည်ရှင်းရှင်းဆိုပြီးထွက်လာခဲ့တဲ့ဘူကျော်စောမိသားစုဟာအနည်း40ကျော်ပြီးတဲ့နောက်တရုတ်ပြည်မှာဆက်လက်နေထိုင်ဆဲဖြစ်ပါတယ်။ဒီအတွက်ထွက်လာခဲ့တာတန်တယ်လို့လည်းဒေါက်တာလှကျော်စောကပြောပါတယ်။ရန်ကုန်မှာနေစဉ်ဥတ္တအရေးခင်အတွင်း ရန်ကုန်စေယုံကြီးမှာတာဝန်ကျနေတဲ့ဒေါက်တာလှကျော်စောပြောတဲ့စကားတစ်ခွန်းကြောင့်နောက်ရက်တွေမှာသူ့ကိုဖမ်းတယ်ဆိုတဲ့တဲ့င် ထွက်ခဲ့ဘူးတယ်လို့သိရပါဗျ။ဘူကျော်စောတို့ဇနီးမောင်နှံရဲ့ရွှေရကုန်ဖျားဖူးကျင်တဲ့ဆန္ဒကတော့ပြည့်မသွားခဲ့ပါဘူး။ဒါပေမဲ့နိုင်ငံရေးဖိနှိပ်မှုကိုဘယ်ခေတ်မှခေါင်းငုံမခံပဲသွန်းလန့်ကျင်စိတ်ကိုတော့မိသားစုလိုက်ပြသခဲ့ကြပါဗျ။